များနဲ့အရှိဘတ်ပညာရှိ၃ပါးဖလင်မြို့အပြင်ဘက်တော်ထဲမှာတိုးထိတ်တွေကတိုးကြောင်နေကြတယ်အဲ့ဒီအချိန်မှာအရန်တောက်ပတဲ့အလင်းနဲ့အတူတောက်ကိတမတပါပေါ်ထွက်လာတယ်။ဗလင်မြို့နွားဆော်ခွက်ထဲမှာကေတီရှင်ဖွားမြင့်နေဆိုတဲ့သတင်းကောင်းကိုပြောပြတယ်။တိုးထိတ်တွေကဗလင်မြို့ကိုတွားခဲ့ကြတယ်။ ယေရှုလင်းမွေးဖွားတဲ့ညမှာပဲဗလင်မြို့အပြင်ဘက်တောထဲမှာတိုးထင်းတွေကတိုးတွေကိုကြောင်းနေကြတယ်။အဲ့ဒီအချိန်မှာအရန်တောက်ပတဲ့အလင်းနဲ့အတူကောင်းကင်တမန်တစ်ပါးပေါ်ထွက်လာတယ်။တိုးထင်းတွေကကြောက်လန့်နေကြလို့ကောင်းကင်တမန်ကမကြောက်နဲ့။သတင်းကောင်းကိုပြောဖို့အတွက်ရောက်လာတယ်။ယနေ့ဗလင်မြို့မှာကေတင်ရှင်ဖွားမြင်ပြီး ကောင်းကင်တမန်တွေနဲ့အတူကောင်းကင်ဘိုးချေတွေကကောင်းကင်မှာပြေးနှံ့ပြီးဖျားသခင်ကိုချီးမွမ်းကြတယ်။ကောင်းကင်ဘဝင်ဝဲဖျားသခင်ကဖုံးကြည့်တော်မူစေတည်းညကြီးပေါ်မှာလည်းငြိမ်သက်ခြင်းရှိစေတည်းလူတို့အားမေတ္တာကရုဏာရှိစေတည်းဖလေမြတ်ကိုမြင်မြင်သွားကြရအောင်တုတ်ထိန်တွေကတုတ်တုတ်တုတ်နဲ့ပြေးသွားတယ် ဖလင်မြက်ကိုရောက်လာတဲ့တိုးထင်းတွေကနွားတင်းကုန်နွားဆောက်ခွက်ထဲကယေရှုကိုတွေ့ခဲ့တယ်။နောက်တော့ပြောက်ဝတ်ကြတယ်။သူတို့ကကောင်းကင်တမန်တော်အဖင်ရောက်လာတာကိုယောသန်နဲ့မာရိကိုပြန်ပြောပြတယ်။အဲဒီနောက်မှာတော့ဖခင်သခင်ကိုချီးမွမ်းပြီးပြန်သွားကြတယ်။ ယေရှုဖောင်းမြင်တဲ့အချိန်အဝေးကြီးကနေယေရုရှလင်မြို့ကိုရောက်လာတဲ့သူတွေရှိတယ်။သူတို့တွေက အရှိတ်ဘက်ကရောက်လာတဲ့ပညာရှိတွေပဲဖြစ်ပါတယ်။ပညာရှိတွေက သူတို့နိုင်ငံမှာရှိနေတဲ့အချိန်ဖြစ်တယ်။တရက်မှာတစ်ခါမှမမြင်ဘူးတဲ့ကျေက ကောင်းကင်မှာတောက်ပနေတာကို တွေ့မြင်ခဲ့တယ်။ဘယင်သစ်မွေးဖွားလာမယ်ဆိုတဲ့လက္ခဏာကို ညာရှိတွေကတိခဲ့တယ်။ဒါအကြောင့်ကျဲကြီးအတိုင်းလိုက်သွားခဲ့တယ်။ဘယင်ဟေရုကပညာရှိတွေကို တိတ်တဆိတ်ခေါ်လိုက်တယ်။သူတို့ကဟေရုမင်းကြီးကိုမေးလိုက်တယ်။ယုဒ္ဓပြည်မှာဘယင်အဖြစ်မွေးဖွားလာတဲ့တငေကဗမာရှိတယ်လေ။ကျွန်တော်တို့အရှိပတ်ပြည်ကနေဆက်တပ်ဖို့ရန်ရောက်လာပါတယ်ဆက်တချင်းဆိုတာလေစားကြည်ညိုတာကြောင့် ်ဦးချာပြတ်ဝတ်ခြင်းပဲဖြစ်ပါတယ်။ဟေရုမင်းကြီးကဘုရင်ဆိုးဖြစ်တယ်။ဘာငါအပြင်အခြားယုဒဘုရင်မွေးဖွားတယ်။ဒါနဲ့ဟေရုမင်းကြီးလည်းအရှိပဲ့ပညာရှိတွေကိုပြောလိုက်တယ်။ငါလဲဘရင်တက်ကိုဆက်တာချင်လို့ရှာတွေ့ရင်ငါ့ကိုအတီးပေးအောင်ဟေရူမေကြီးကခလေးကိုတတ်ဖို့ကြံစီခဲ့တယ်အရှိတ်ပညာရှိတွေက ဗလင်မြို့ဘက်ကိုသွားတဲ့လမ်းကိုထွက်လာခဲ့တယ်။အဲ့ဒီအချိန်လာတော့ခါတွေးခဲ့တဲ့ကြဲကြီးကကောင်းခင်မှာထပ်ပေါ်လာပြီးသူတို့ကိုလမ်းပြတယ်။ကြဲကြီးကယေရှုလေးရှိတဲ့နေရာရောက်တော့ရက်သွားတယ်။ပညာရှိတွေကဘယင်းတစ်ကိုနောက်ဆုံးမှ ရှာတွေ့ခဲ့တယ်။အရှိပပညာရှိတွေကယေရှုလေးကိုလက်ဆောင်နဲ့ဆက်သပြီးဥချပြုတ်ကြတယ်။ရွှေ လောဘန်နဲ့မူရန်တို့ပဲဖြစ်တယ်။လောဘန်ဆိုတာသစ်ပင်ကနေပြုတ်လောက်ထားတဲ့အမွေးနတ်တာဖြစ်တယ်။ဖျားကိုဆက်တာတဲ့အခါတုံးနဲ့အမွေးနတ်တာဖြစ်တယ်။မူရန်ဆိုတာတည်ဆုံသွားတဲ့အခါမပုတ်တော့မဆွေးမြေ့အောင်အသုံးပြုတဲ့ပစ္စည်းပဲဖြစ်တယ်။အဲ့ဒီနောက်ပညာရှိတွေကဟီရိုမင်းကြီးစီပြတ်မသွားခဲ့ပါဘူး။ ဘုရားသခင်ကအိမ်မက်ထဲမှာဟေရော့မင်းကြီးကယေရှုကိုတတ်တော်မဲ့အကြောင်းကိုအတိပေးခဲ့တာကြောင့်ဖြစ်ပါတယ်ကျေကြီးနောက်လိုက်တဲ့အရှိဘက်ပညာရှိများအရှိဘက်ပညာရှိတွေကကျေကိုကြည့်ပြီးကေတင်ရှင်ဖွားမြင်မဲ့နေရာကိုသွားခဲ့တယ် ရဲအနှိုင်းငယ်အတွင်ပဲတောင်ကိုကျော်မြစ်ကိုဖြတ်ပြီးရုတ်တရက်ကိုရောက်လာခဲ့တယ်။ပညာရှိတွေကယေရှုလေးကအရန်လပတဲ့မြို့ကြီးမှာမွေးဖွားလာမယ်လို့ယုံကြည်ပြီးယေရုရှလင်မြို့ကိုရောက်လာခဲ့တယ်။ဒါပေမဲ့အဲ့ဒီမှာ hero ဆိုတဲ့ဘယင်ဆိုးတယောက်ရှိတယ်။ပညာရှိတွေကထပ်ပြီးကျဲကြီးနောက်ကိုလိုက်သွားတယ် ။နောက်ဆုံးမှာယေရှုမွေးဖွားတဲ့ဗလင်မြို့ရဲ့နွားတင်းကုတ်ကိုရောက်သွားခဲ့တယ်။